အစ္စရေးနဲ့အီရန်တို့ကတော့နောက်တစ်ကြိမ်ထိပ်တိုက်တွေ့နေကြပြန်ပါပြီဒါအကုန်လုံးတီးပြီးသားကိစ္စပါဒါကဇွန်လ7ရက်နေ့တောက်ကြနေ့ကအစ္စရေးရဲ့တိုက်ခိုက်မှုအကြောင်းတက်တက်ပဲကျွန်တော်ပြောတာမဟုတ်ပါဘူးအဲ့ဒီနောက်မှာအီရန်ဟာအစ္စရေးကိုမက်ဆိုင်းဒုံပေါင်းယာပေါင်းများစွာအုံပြုပြီးတော့မှအကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကလည်းနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူအီရန်ရဲ့အဓိကအရေးပါတဲ့နှလုံးသွေးဘွဲ့တွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်ဒီအပိုင်းအတွင်းမှာကိုပဲအီရန်ဟာအစ္စရေးကို hypersonic missile တွေအပါအဝင် ရှိရှိသမျှမဆိုင်တုံးအင်အားတွေကိုအသုံးချပြီးတော့မှ၅ချိန်တိုင်တိုင်တိုက်ခိုက်ခဲ့တဲ့အတွက်အစ္စရေးရဲ့မြို့တော်တယ်လီဘေးမှာလည်းဒီပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။နိုင်ငံစလုံးကအရင်တုန်းကလိုမျိုးတစ်ဖက်နဲ့တစ်ဖက်လုံရက်တွေအတွက်တတိပေးယုံတက်တက်များတိုက်ခိုက်တာတွေလုံးရုံမဟုတ်တော့ပဲတစ်ဖက်နဲ့တစ်ဖက်အစ်တအခြေတိုက်ခိုက်ဖျက်ဆီးပစ်နေတဲ့စစ်ပွဲတစ်ပွဲကိုဆင်နွှဲနေတဲ့အနေအထားမျိုးတော့ဖြစ်လာခဲ့တာပါ။အဲ့လိုမျိုးလူမှုကွန်ရက်အစာမျက်နှာတွေထက်မှာတက်လာတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်တီလီဗီရဲ့ဒီ အဆောက်အဦတွေကိုအီရန်ပစ်ခတ်လိုက်တဲ့မဆိုင်တို့နဲ့တစင်းပြီးတစင်းထိခိုက်နေပြီးတော့မှပောက်ကွေးတံတွေချာမှထိတ်တလန့်လန့်နဲ့နေနေကြရတာကိုတွေ့ရပါတယ်။တရွတ်တလီကတော့တတိရှိရှိနဲ့ပဲမိုးမျောတိုက်ကြီးတွေရဲ့အမြင့်ဆုံးထက်ကိုတက်ပြီးတော့မှဓာတ်ပုံတွေဗီဒီယိုတွေကိုသက်ဆွန်းဆန်ပြရိုက်ကူးနေကြတာကလွေးလို့ပါ။ဒါပေမဲ့လည်းနှစ်ဖက်စလုံးဟာအခုတက်ကြည့်တော့တစ်ဖက်နဲ့တစ်ဖက်အ short မပေးကြသေးပဲအတိအကျဆက်လက်တိုက်ခိုက်နေကြအောင်ပဲပုံပါပဲ။ Israel ကသူတို့ရဲ့ operation rising line ဟာအခုမှကနအူးအစားသာရှိသေးပြီးတော့မှ နောက်ထပ်ပြင်းထန်တဲ့တိုက်ခိုက်ရှိမှုမှုတွေလာအောင်မယ်လို့ကြုံဝါထားသလိုအီရန်ရဲ့ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့အာယတိုလာခါမီနီကလည်းအစ္စရေးကတိုက်ခိုက်မှုတွေလုပ်နေသူရဲ့အီရန်ကနှစ်ဆတုံးပြန်သွားမယ်လို့ချိန်ဆထားပါတယ်။ဒါပေမဲ့လည်းအစ္စရေးဟာတောက်ချနေတော့ကအီရန်ရဲ့အဓိကနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအဆောက်အဦတွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့သလိုစနေနဲ့တနင်္ဂနွေနေ့တွေမှာလည်းမဆိုင်တုံးတူထောင်ထားတဲ့ကိုတောင်တွေနဲ့ပြည်လွတ်တပ်စခန်းတွေရွေးလျားပြစ်ခတ်စနစ်တွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့တာပါ။တနည်းအားဖြင့်ပြောရရင် အစ္စရေးဟာအခုချိန်မှာအီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေကိုသာမကမဆိုင်လုံးအင်အားတွေကိုပါအဓိကပိတ်မှတ်ထားဖျက်ဆီးနေတဲ့သဘောပဲဖြစ်ပါတယ်။အရင်လိုမျိုးတတိပိတ်တိုက်ခိုက်မှုလုံးယုံအစင်မဟုတ်တော့ပဲအီရန်ရဲ့ရှိရှိသမျှအင်အားတွေကိုအစ္စရေးကဖျက်ဆီးပစ်တော့မယ်ဆိုတဲ့အရေးရောမျိုးကိုကျွန်တော်တို့တွေပထမဆုံးအချိန်မြင်တွေ့လာခဲ့ရတာပါ။အစ္စရေးရဲ့လေကြောင်းစစ်ဆင်ရေးတွေမဆိုင်လုံးတိုက်ခိုက်မှုတွေဟာအကြီးစားတိုက်ခိုက်ရှည်မှုမှုတွေဖြစ်ပြီးတော့မှတိကျတယ်ပြတ်သားတယ်ဖျက်ဆွန်းအားကြီးမားတယ်ဆိုတော့ ီရန်အတွက်တော့အစိုက်တဲ့ကိုရန်သူရဲ့လက်တီးချက်တွေဇက်တိုက်ဝင်လာခြင်းဖြစ်လာခဲ့ပါတယ်။အဲ့ဒီအတွက်ထိခိုက်ဆုံးရှုံးမှုတွေကလည်းအရင်ကြီးမားခဲ့တဲ့အတွက်ခါမီနီတယောက်ဒေါ်သာဆောင်ဆောင်ထွက်နေတာဖြစ်ပါတယ်။အခြားတစ်ဘက်မှာကြည့်လိုက်မယ်ဆိုရင်လည်းအစ္စရေးနဲ့အီရန်တို့ပဋိပက္ခတွေအဆုံးအစွန်ထိရောက်တော့ခဲ့ခြင်းမှာအစ္စရေးရဲ့အဓိကမဟာမိတ်နိုင်ငံကြီးဖြစ်တဲ့အမေရိကန်ဟာလည်းအရှေ့လေပိုင်းဒေသတွေကသူတို့ရဲ့မရှိမဖြစ်မဟုတ်တဲ့ဝန်ထမ်းတွေနိုင်ငံသားတွေကိုပြန်လည်ထွက်ခေါ်ဖို့တတိပေးဆောင်ရွက်နေတာကိုကြည့်လိုက်မယ်ဆိုရင်အရှေ့လေပိုင်းကြီးဟာလာမယ့်ကာလတွေမှာအပြင်းထန်ဆုံးဖြစ်လာပြီးတော့မှ စစ်မှတ်ကြီးမားလာတော့မဲ့အခြေအနေတွေကိုမြင်နိုင်ပါတယ်။လက်တလုံးမှာတော့လူနေထူထပ်တဲ့မြို့တွေကိုဗဟင်မရာပြစ်ခတ်နေတဲ့အီရန်ထက်ဆိုင်ရင်အစ္စရေးရဲ့စစ်ဆင်ရေးတွေဟာပိုပြီးထိရောက်တို့ပိုပြီးတော့မှအချိန်အဟုန်အားကောင်းပြီးတော့နိုင်ငံတကာမျက်နှာစာအလေးမှာအပြစ်ပြောလို့မရအောင်လို့အကြောင်းပြချက်ပြီးဆုံးနေတာအဖက်ပါပဲ။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေကိုလုံးဝအချိန်အဟုန်နှောင့်နှေးတော့အောင်လုပ်နိုင်ကြတာပါ။အရှိလေးပိုင်းဒေသတွေမှာအကြမ်းဖက်မှုတွေကိုအားပေးပြီးတော့မှဒေသတွင်းတည်ငြိမ်ရေးကိုမတည်မငြိမ်ဖြစ်အောင်မျိုးစုံကြိုးခုံနေတဲ့ အီရန်လိုနိုင်ငံမျိုးသားနျူကလ িয়ার နဲ့ပိုင်ဆိုင်တော်ခဲ့မယ်ဆိုရင်ဒေတာရွေးနိုင်ငံတွေသာမကကမ္ဘာကြီးတစ်ခုလုံးအတွက်ပါစိုးရိမ်စရာဖြစ်လာမှာဖြစ်ပါပဲ။ဒါကြောင့်လဲအစ္စရေးဟာဒီဖက်နေပိုင်အတွင်းမှာအီရန်သာမကပဲအီရန်ရဲ့လက်အောက်ခံစစ်သွေးကြောအကြံဖက်အဖွဲ့တွေဖြစ်တဲ့ဟီဇဘိုလာဟာမတ်နဲ့ဟူဒီတွေကိုလုံးဝခေါင်းမထောင်နိုင်အောင်နှိမ်နှင်းနေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာဆိုရင်ကိုအစ္စရေးဟာဟီဇဘိုလာနဲ့ဟာမတ်တို့ရဲ့ထိတ်တန့်ခေါင်းဆောင်အများစုကိုလက်ဖျားခါစရာကောင်းလာတဲ့စစ်ဆင်ရေးတွေနဲ့အတူတိုက်ခိုက်ရှင်မုန်းနိုင်ခဲ့တဲ့အတွက် အီရန်ရဲ့လက်အောက်ခံစစ်သွေးကြောတွေအနေနဲ့နားလည်မထူနိုင်အောင်ဖြစ်တော့ခဲ့ပါတယ်။အခုချိန်မှာတော့အစ္စရေးဟာဒီစစ်သွေးကြောအဖွဲ့တွေရဲ့ခေါင်းဆောင်ကြီးအီရန်နဲ့ထိတ်တိုက်ရင်ဆိုင်ခြင်းကြားပြီးလို့ဆုံးဖြတ်ခေပုံရပြီးတော့ဘာသာရေးခေါင်းဆောင်ခါမေနီရဲ့အာနာပါဝါကိုလုံးဝအားပြောတော့အောင်လုပ်လာခဲ့တဲ့သဘောပဲဖြစ်ပါတယ်။ခါမေနီတို့အစွန်းရောက်ဘာသာရေးခေါင်းဆောင်တူရဲ့လက်ထေကိုသာအနုမြူဘုံတလုံးရောက်သွားမယ်ဆိုရင်ဘလောက်ထိအန္တရာယ်များနိုင်မလဲဆိုတာမိတ်ဆွေတို့ပဲစဉ်းစားကြည့်ပါ။အရက်အတိုင်းဝိုင်းလေးမှာ ရန်သူတွေပတ်ပတ်လီပြီးတော့မှ ကိုယ်ရှင်သန်မှုအတွက်အကောင်းဆုံးတိုက်ပွဲဝင်နေတဲ့အစ္စရေးလိုနိုင်ငံမျိုးအတွက်တင်တာမကအရှေ့လေပိုင်းဒေသတွေမှာထိတ်တန့်အကြဆုံးနိုင်ငံတွေတွေမှာပါတဲ့ဆော်ဒီလိုနိုင်ငံမျိုးအတွက်ပါဒီကိစ္စကရတမ်းမအေးစရာလဲကောင်းနေပါတယ်။ဒါကြောင့်အခုချိန်မှာဆော်ဒီအနေနဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုလူမြင်ကွင်းမှာသာရှုပ်ရှားရှင်ရှုပ်ရှားနေမယ်။နောက်ကွေမှာတော့လက်ခုပ်အော်ပါတီးနေလိမ့်မယ်လို့ထင်ပါတယ်။အစောကတည်းကအီရန်နဲ့ဆော်ဒီဟာတစောင်းစင်းနဲ့မျက်ရှိဖြစ်နေကြတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ပါ။ ဒါကြောင့်အခုဒီ Israel နဲ့ Iran စစ်ပွဲမှာနေတရာဟုအစိုးရစီကနေတပြက်တပ်သားမြင်ရတဲ့သဘောထားတစ်ခုကတော့ Iran ကိုဘလို့နီးနေမြညူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်မပေးဘူးဆိုတာပါပဲအကျိုးဆက်အနေနဲ့ Israel ရဲ့ Operation Rising Lion စစ်ဆင်ရေးဟာအရှေ့လီပိုင်းဒေသတွေမှာအာနာပါဝါရှင်ခွင့်ရှာပြောင်းလဲသွားနိုင်တဲ့အထိအကျိုးသက်ရောက်မှုကြီးမားနိုင်ပေမဲ့ဒေသတွေကနိုင်ငံတွေအတွက်တောင်မှာ American အတွက်ပါအပေါင်းလက္ခဏာဆောင်တဲ့စစ်ဆင်ရေးတစ်ခုဖြစ်လာပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ဒီစစ်ပွဲမှာ Israel Iran စစ်ပွဲပါတွေ ဆက်ပြီးတော့မှဖြစ်လာမလဲဆိုတဲ့အကြောင်းအရှင်းအရာတွေသာမကပဲဒီစစ်ပွဲကနေဘသူတွေအကျိုးအမြတ်ရသွားနိုင်မလဲဘသူတွေဆုံးရှုံးမှုကြီးမားသွားနိုင်မလဲဆိုတဲ့အကြောင်းတွေကိုပါဆွေးနွေးသုံးသပ်ပေးတော့မှဖြစ်ပါတယ်လက်တလုံးမှာတော့အီရန်ကသူတို့အနေနဲ့နျူကလ িয়ার အရေးနဲ့ပတ်သက်လို့အမေရိကန်နဲ့ဆွေးနွေးမှုမှတ်များကိုရက်ဆိုင်ထားလိုက်ပြီးဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်သံတွေကနေတဆင့်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ဟုတ်ပါတယ်ဇွန်လ15ရက်နေ့တနင်္ဂနွေနေ့မှာအီရန်နဲ့အမေရိကန်တို့ဟာနျူကလ িয়ার သဘောတူညီမှုအတွက်အိုမန်နိုင်ငံမှာဆွေးနွေးဖို့စီစဉ်ထားခဲ့တာဖြစ်ပြီး အခုရှိမှာတော့ Israel ရဲ့တိုက်ခိုက်မှုတွေကြောင့်ဆွေးနွေးပွဲပြတ်ပြေတော့ခဲ့ပါတယ်။နေတရာဟုအတွက်တော့ဒီသတင်းလောက်ကောင်းတဲ့သတင်းမျိုးရှိနိုင်မှာမဟုတ်တော့ဘူးလို့ထင်ပါတယ်။ American နဲ့ Israel တို့ဟာလေပင်ခြင်းဖက်ပေါင်းနေတဲ့မိတ်ဆွေရင်းရှာမဟာမိတ်တွေဖြစ်ကြပြီမယ်လေ။ Trump အစိုးရတက်လာပြီးနောက်ပိုင်းမှာ American သမ္မတ Donald Trump ရဲ့နီးနာတွေကို Netanyahu တယောက်သိကြည့်တော့သဘောကျဖို့မရပါဘူး။အထူးသဖြင့်ဒီ Iran ရဲ့ nuclear လက်နက်ထုတ်လုပ်ဖို့စ조사နေမှုတွေအပေါ်မှာကင်တွေတာနဲ့ပတ်သက်လို့ပါ။ Trump ကလည်းအားလုံးပြီးကြတဲ့အတိုင်းပဲတယူတန်သမားဆိုတော့ သူနီသူဟန်နဲ့ပဲဖြစ်အောင် လုပ်မယ်လို့ယုံကြည်နေကြတာပါဒါပေမဲ့လည်းအီရန်ဘက်ကအမေရိကန်ရဲ့ကမ်းလှမ်းချက်အလုံးကိုပေးရှားပြီးတော့မှတင်းခံနေတဲ့အတွက်ထရိုင်ရဲ့ဒီတန်တမန်အခင်းအကျင်းတွေအလုံးမပြေနေချိန်မှာအစ္စရေးကကောက်ခါငင်ကပဲဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်လက်တရော့မှာတော့ထရိုင်ရဲ့တန်ခင်းတမန်ခင်းတွေရန်နာလိုက်ရပါပြီဇာတိကနေအမျက်ထွက်တော့တာကတော့ UAE နဲ့ Saudi Arabia နှစ်နိုင်ငံပဲဖြစ်ပါတယ်အထူးသဖြင့်ဒီ Saudi Arabia နိုင်ငံပဲဖြစ်ပါတယ်ဇော်လာ7ရက်နေ့တောက်ကြနေ့ကအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအစအဦးတွေကို ဣသရေလကဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့လို့ရှုတ်ချခဲ့တဲ့နိုင်ငံတွေထဲမှာ sorry arabia လည်းပါဝင်ခဲ့ပါတယ် sorry ဒီရဒီနိုင်ငံခြားရေးဝန်ကြီးဌာနကဣသရေလဟာနိုင်ငံတကာဥပဒေတွေစံနှုန်းတွေကိုရှို့ဖောက်ခဲ့တယ်ဆိုပြီးတော့မှရှုတ်ချတဲ့ပြင်ညာချက်တရက်ကိုထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ sorry ရဲ့သဘောထားမှာစကလုံးတွေထက်လုံရက်တွေကသာပိုပြီးမြင်သာထင်သာဖြစ်နေတယ်လို့ကျွန်တော်ထင်ပါတယ်လူရှင်းမောက်မှာရှုတ်ချနေပေမဲ့နောက်ကွေမှာတော့ sorry ရဲ့ insurance တစ်ဖြစ်လေဝန်ကြီးချုပ်မိုဟာမက်ဘန်ဆယ်မန်ဟာ ူရဲ့ဒီလက်နှစ်ဖက်ကိုအာရပါရပွဲပြီးတော့မှဘလောက်တောင်မှတော်လိုက်တဲ့ဂျူးတွေလေကွာဆိုပြီးအားပေးနေလိမ့်မယ်လို့တော့ထင်ပါတယ်။အစ္စရေးနဲ့အီရန်ဟာတိတ်ကြီးမျက်နှာကြောမတည်လာတဲ့နိုင်ငံနှစ်နိုင်ငံဖြစ်ပေမဲ့လို့ဘန်ဆယ်မန်အတွက်ကတော့အီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစီမံကိန်းအကြီးအကျယ်ထိခိုက်ပျက်စီးသွားခဲ့တဲ့အပြင်အဓိကစစ်တဲ့ခေါင်းဆောင်တွေနဲ့နျူကလ িয়ার ပညာရှင်အများအပြားသေဆုံးသွားတာလို့အားရစရာကောင်းတဲ့ကိစ္စမျိုးရှိတော့မှာမဟုတ်ပါဘူး။အီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေရပ်တန့်သွားတဲ့အပြင် မဆိုင်နှုံစနစ်တွေလေကာစနစ်တွေတော်တော်များများဆုံးရှုံးတော့ခဲ့တဲ့အပေါ်မှာအစ္စရေးကိုတော်မှဆော်ဒီကပြည်စုတင်နေဦးမှာတည်ကြပါတယ်ဘလို့ပဲပြောပြတာတွေဟာဆော်ဒီအတွက်တော့တည်ငောင်းတွေဖြစ်နေတာပါဘာကြောင့်လဲဆိုတော့ဆော်ဒီနဲ့အီရန်နိုင်ငံဟာအရှေ့လေပိုင်းဒေသတွေမှာဩဇာလွှမ်းမိုးမှုအရာပေါ့အကျိုးအမြတ်တွေအရာပါထိတိုက်တွင်းနေကြတဲ့နိုင်ငံတွေဖြစ်ပါတယ်ပြီးတော့မှဆော်ဒီအာရေဗျာဟာဆွန်နီအစ္စလမ်ဖြစ်တဲ့အတွက်စံတမ်းမတ်ချက်တစ်ခုအဖြစ်ရက်တည်နေတဲ့နိုင်ငံဖြစ်တယ်လို့အီရန်ကတော့ရှီယာအစ္စလမ်တွေရဲ့ဥဆောင်သူဖြစ်နေတာပါ အစ္စလာမ်ဘာသာမှာဆော်နီနဲ့ရှီယာတို့ဟာအဓိကအုပ်စုကြီးတစ်ခုဖြစ်ပြီးတော့မှတစ်ဖက်နဲ့တစ်ဖက်လည်းပွဲတိုက်မှုတွေအများကြီးရှိနေကြတာဖြစ်ပါတယ်။ဒီဘက်ဆီဇူးနှစ်တွေတခြားလုံးမှာလည်းအီရန်ကအရှေ့လေပိုင်းဒေသတွေကအီရန်၊လေဗနွန်၊ယီမန်နဲ့ဆီးရီးယားနိုင်ငံတွေမှာလက်အောက်ခံစစ်သွေးကြောအဖွဲ့တွေကိုလက်သက်မွေထားပြီးတော့မှအင်အားတွေရှင်းထွင်နေကြတာကိုဆော်ဒီဘက်ကစိုးရိမ်မှုတွေအများကြီးရှိခဲ့ပါတယ်။ဆီးရီးယားမှာအာနာရှင်အဆက်ကြဆုံတော်ခဲ့ပြီးတော့မှအာမက်အေရှားရဲ့ဒီခေတ်တစ်ခု ပေါ်ထွက်လာခဲ့တာဟာ အစ္စရေးရဲ့ကျေစုလည်းမကင်းပါဘူး။ဘာကြောင့်လဲဆိုတော့ဒီဘက်နေပိုင်းတွေအထွန်းမှာအစ္စရေးဟာအာနာရှင်အာဆက်ရဲ့စစ်တပ်ကိုတိုက်ခိုက်မှုတွေအများအပြားလုပ်ပေးခဲ့တာဖြစ်ပါတယ်။လေဗနွန်ဟာဟစ်ဇ်ဘိုလာစစ်တေချောတွေကိုအီရန်ကထောက်ပံ့ကူညီမှုတွေလုပ်ပေးနေရမှာစီးရီးယားကိုဂျာကန်အဖြစ်အသုံးချခဲ့ပြီးတော့မှအာဆက်စစ်တပ်ကလည်းအီရန်ကိုပျော်ပျော်ကြီးကူညီပေးနေကြတာပါ။အီရန်ကနေဟစ်ဇ်ဘိုလာတွေလက်ထဲကိုလက်နက်တွေငွေကြေးတွေရှော့ရှော့မှုမှုနဲ့ပဲပို့ဆောင်ပေးနေနိုင်တာဟာစီးရီးယားကြောင့်လည်းအများကြီးပါပါတယ်။ဒါကြောင့် အီဇရီဟာလည်းအာဆန်နဲ့သူ့ရဲ့စစ်တပ်ကိုတိုက်ခိုက်ရှင်မုံရမှာတထောင်တနေရာကနေပါဝင်ခဲ့တာဖြစ်ပြီးတော့နောက်ဆုံးမှာတမိုင်းတစ်ခုတင်တော်ခဲ့တဲ့အထိအာဆက်တို့တတိုက်လဲကြားဆုံးပြီးတော့မှဆီးရီးယားကနေခွေပြေးဝက်ပြေးထွက်ပြေးတော့ခဲ့ရပါတယ်အခုချိန်မှာဆီးရီးယားရဲ့အကောင်ဆုံးမိတ်ဆွေအသေးဖြစ်လာတဲ့နိုင်ငံကိုကြည့်လိုက်မယ်ဆိုရင်လဲဆော်ဒီအာရေဗီယာဖြစ်နေတာကတော်ယုံတယုံတိုက်ဆိုင်မှုတော့မဟုတ်ပါဘူးဒါပေမဲ့ဒလောင်းနဲ့လည်းမကားသေးပါဘူးဆော်ဒီနဲ့အစ္စရေးတို့မှာနောက်ထပ်ပုံရိပ်တူကရှိနေသေးတာပါအဲ့ဒါကတော့ယီမန်နိုင်ငံကဟူတီစစ်သွေးကြောတွေပဲဖြစ်ပါတယ် ဒါကြောင့်လည်းလက်ရှိ Israel Iran စစ်ပွဲမှာ Saudi ဟာ Israel ဘက်ကနေတိုက်တဆိတ်ရှိနေနိုင်တယ်လို့ကျွန်တော်ပြောရတာဖြစ်ပါတယ်။ Houthi တွေဟာ Saudi Arabia ကိုဒုက္ခပေးလာခဲ့တာနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တယ်လို့ Israel ရဲ့အကြီးအကဲရန်သူတွေထဲမှာလည်းပါဝင်နေတာပါ။ပြီးတော့မှ Houthi တွေကိုလက်နက်နဲ့ငွေကြေးတွေထောက်ပံ့ကူညီပေးနေတဲ့နိုင်ငံဟာလည်း Iran ပဲဖြစ်နေပြန်ပါသေးတယ်။ဒီဖက်လာပိုင်းတွေအတွင်မှာ Israel ကိုတိုက်ခိုက်လာတဲ့ drone နဲ့ missile တို့အများစုကလည်းရီမဲငါးဘက်ထွက်လာတာဖြစ်ပါတယ်။ဒါကြောင့်လည်း Israel ဟာ ရီမဲကဟူတီစစ်တွေးချော့တွေကိုအမြင့်ဖြတ်တုံးတင်ရှင်းလင်းပြစ်နိုင်ဖို့အစဉ်တစိုက်စူးစမ်းနေကြတာဖြစ်ပြီးတော့တိတ်မကြတိမိကပဲဟူတီတွေအတွက်အရေးပါတဲ့ဒီဟူဒိုင်နာစစ်ကမ်းကိုဘုံကျေးတိုက်ခိုက်ကြပါတယ်။ဆော်ဒီအတွက်ဟူတီတွေကရန်သူလိုဖြစ်နေတာကလည်းအစ္စရေးကိုသာမကဆော်ဒီကိုပါတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်ဖြစ်ပါတယ်။၂၀၁၉ခုနှစ်စက်တင်ဘာလမှာဆိုရင်ဟူတီတွေဟာဆော်ဒီအာရေဗျရဲ့အရေးပါတဲ့ရေနံစက်ယုံတွေကိုဒရုန်းတွေခရုမဆိုင်တို့နဲ့အသုံးပြုပြီးတော့မှတိုက်ခိုက်ခဲ့တဲ့အတွက်ဆော်ဒီရဲ့ရေနံထုတ်လို့ရဟာ အနေနဲ့အများထိခိုက်ကြရပါတယ်အကျိုးဆက်အနေနဲ့အဲ့ဒီအချိန်ကကမ္ဘာရေနဲ့စီစေခွက်ဟာလည်းငားရာခိုင်နှုန်းလောက်အထိဈေးတက်တော့ကြတာပါပိုက်ခိုက်တဲ့အဖွဲ့ကဟူတီစစ်သွေးကြောတွေဖြစ်ပေမဲ့လည်းဆော်ဒီနဲ့အမေရိကန်တို့ဟာအီရန်ကိုပဲအဓိကပြစ်တင်ဝေဖန်ခဲ့ကြပါတယ်ဘာကြောင့်လဲဆိုတော့ဟူတီတွေအသုံးပြုနေတဲ့လက်နက်တွေဟာအီရန်ထုတ်တွေဖြစ်နေလို့ပါပဲ2020ခုနှစ်ဖေဖော်ဝါရီလမှာဆိုရင်လည်းဟူတီတွေဟာအဘဟာလီစိတ်ကိုပြစ်မှတ်ထားတိုက်ခိုက်ရတဲ့အတွက်အရက်သားပြည်သူစင်နဥဒရာရခဲ့ပြီးတော့မှအခြားထိခိုက်ဆုံးရှုံးမှုတွေလည်းရှိခဲ့ပါတယ် ဒါကျွန်တော်နမူနာလောက်သာပြောသေးတာပါ။အစ္စရေးနဲ့ဆော်ဒီတို့အပေါင်းဝင်အရှေ့လေပိုင်းဒေသတွေမှာဟူတီစစ်သွေးကြောတွေအကြမ်းဖက်တွေတောင်းချမ်းခဲ့ကြတဲ့အခြားဖြစ်စဉ်တွေကလည်းအများကြီးရှိနေပါသေးတယ်။နောက်ွေကလမ်းမဲကြီးကဘာတူလဲဆိုတာဆော်ဒီကတည်နေတဲ့အတွက်အီရန်ကိုမျက်မုံကျိုးနေခဲ့တာကြားပါပြီ။ဒါကြောင့်အခုချိန်မှာဆော်ဒီနဲ့တကွာလက်အောက်ခံစစ်သွေးကြောအဖွဲ့တွေကိုအစ္စရေးကတိုက်ခိုက်ရှင်မုံနေတာဟာဆော်ဒီအတွက်တော့အားရစရာကိစ္စတစ်ခုဖြစ်နေပါသေးတယ်။ကိုယ်တိုင် ကိုကြရှင်းလင်းစရာမလိုဘဲနဲ့ အမြဲတမ်းရန်သူဖြစ်နေတဲ့နိုင်ငံတနိုင်ငံအာနေတော်မှတော့ပူကောင်းတဲ့ကိစ္စမျိုးတော့မရှိတော့ပါဘူး။ဒါကြောင့်အပြင်ဘက်မှာဘလောက်ပဲတင်းမာမှုတွေရောကြစေဖို့ဦးစားပေးလုပ်နေပါစေ။ Sorry အဖို့တော့ Israel Iran စစ်ပွဲကအကျိုးအမြတ်တွေရလာတဲ့စစ်ပွဲတစ်ပွဲလို့ပြောရပါမယ်။ဒီဘက်နေပိုင်းတွေအတွင်းမှာ Sorry ဟာ Iran နဲ့တင်းမာတဲ့ဆက်ဆံရေးတွေကိုဆော့ရှာနိုင်ဖို့ဆောင်ရွက်ခဲ့တာတွေတော့ရှိပါတယ်။ဥပမာ Iran မှာ2023ခုနှစ်လောက်ကစပြီးတော့မှတန်ယုံပြန်ဖွင့်တာမျိုးတရုတ်ကဂျောင်းဝင်စင်ဆက်ပေးတာကိုလက်ခံပြီးတော့မှ တနိုင်ငံခြားနားလည်မှုယူထားတာမျိုးတွေတော့ရှိခဲ့ပါတယ်။ဒါပေမဲ့ sorry အပါဝင်အခြားသော RN နိုင်ငံတွေအတွက်စိုးရိမ်စရာအရှင်တွေတော့ရှိနေပါသေးတယ်။အဲ့ဒါကတော့နောက်ဆုံးမှာကာမီနီဟာကြံရမရဖြစ်ပြီးတော့မှ sorry ရဲ့ရင်းနှီးမြင်တွေကိုပါတိုက်ခိုက်ဖျက်ဆီးလာနိုင်ခြင်းရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းဒီ sorry နဲ့ UAE တို့အပါဝင်နိုင်ငံတကာအတိုင်းဝိုင်းဟာအီရန်နဲ့ဖြစ်နိုင်သမျှစေးဆက်ညှိနှိုင်းပြီးတော့မှကာမီနီတို့နဲ့အဆင်ပြေဖို့စ조사ခဲ့ကြတာဖြစ်ပါတယ်။အခုတော့ဣသရေလရှေ့မြန်လက်မြန်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်ရေးစီမံကိန်းကိုသာမကမဆိုင်တုံစနစ်တွေကိုပါရာသမျှတိုက်ခိုက်ဖျက်ဆီးခဲ့တာဟာအာရန်နိုင်ငံတွေအတွက်တော့တမျိုးစိတ်အေးစရာဖြစ်တော့ခဲ့ပါတယ်။ဒီနေရာမှာဆော်ဒီနဲ့အာရန်နိုင်ငံတွေအတွက်နောက်ထပ်အကျိုးရှိတော့တဲ့အချက်ကတော့အစ္စရေးရဲ့တိုက်ခိုက်မှုပြပြခြင်းပါပဲ။ကမ္ဘာကြီးနယ်ဈေးဟာခွန်လေးရာခိုင်နှုန်းလောက်ခုန်တက်သွားခဲ့တာပါ။ဒီအချိန်ဟာရေနံတထေးတွေဝင်ငွေတောက်တောက်လေးရာမဲ့အချိန်လို့တော့မှပျော်လို့ရတော့ပါတယ်။ကင်းကင်းနဲ့တွေအရာပြောရရင်ရေနံတစီကို10ဒေါ်လာလောက်နီးပါပေါ့နော်ဒီ ဈေးခုန်တက်တော့ခဲ့တာဖြစ်ပါတယ်။ဒီရင်းနဲ့ဈေးတက်မှုဟာယာယီတာဖြစ်ပြီးတော့မှ Israel Iran စစ်ပွဲငြိမ်သောချိန်ကြာရင်ပြန်လေကြားဆင်းသွားနိုင်တယ်ဆိုပေမဲ့လို့လက်ရှိအချိန်မှာတော့ Saudi အတွက်အကျိုးရှိနေတာအမှန်ပါပဲ။ဒါပေမဲ့ဒါကလည်းအရှင်နေအရှုနဲ့အကြောင်းအရာအရှုပေါ်မှာမူတည်နေပါသေးတယ်။လက်ရှိအချိန်မှာတက္ကမလုံးဟာ Iran Israel စစ်ပွဲကိုအကောင်းဆုံးဖြစ်ရှင်းနိုင်ဖို့စူးစမ်းနေပြီးပြည်လင်စင်မဲ့နီးလန်းတွေရှာဖွေနေကြပါပဲ။ကမ္ဘာကြီးနီးမြုံနယ်သူတွေနဲ့စွန့်အင်နဲ့ပတ်သက်တဲ့ကျွမ်းကျင်သူတွေကတော့ အစားနေရာ၃နေရာကိုပဲအာယုံဆိုင်နေတာကိုတွေ့ရပါတယ်။အဲ့ဒီနေရာတွေကတော့ဆော်ဒီရဲ့ရင်ထဲမြေတွေ၊ဟော်မုစ်ရေလဲကြားနဲ့ခမ်းကျွန်းတွေပဲဖြစ်ပါတယ်။အစ္စရေးအီရန်စစ်ပွဲသားဒီထက်ပိုမိုအဆင်အဟုန်မြင့်မားလာပြီးတော့မှအီရန်အနေနဲ့ဘလို့မှခံနိုင်ရည်မရှိတော့တဲ့အခြေအနေမျိုးဖြစ်လာခဲ့မယ်ဆိုရင်ခါမီနီအနေနဲ့ဆော်ဒီရင်ထဲမြေတွေကိုပါမဆိုင်တုံးတွေနဲ့ရန်ရှာလာနိုင်ပါတယ်။ဒီအဆက်ကဆော်ဒီအတွက်တော့စိုးရိမ်စရာအချက်တစ်ချက်ဖြစ်နေတဲ့အတွက်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကသူတို့အတွက်ဘလောက်ပဲအကျိုးအမြတ်ရှိနေပါစေ။ ထိမ့်ထိမ့်တိမ့်တိမ့်လို့ဖို့အတွက်လူမြင်ခွဲမှာရှုပ်ရှားပြနေတာလေဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပြီးတော့မှဟော်မုစ်ကြီးလည်းကြာတစ်ခုခုဖြစ်တော်ခဲ့မဲ့ဆိုရင်အာရန်နိုင်ငံတွေအဖို့မဟာဗျူဟာပိုင်းအရာလုံးဝဆုံးရှုံးမှုတရဖြစ်လာမှာပါကမ္ဘာကြီးနေစီပေးပို့မှုတွေအတွက်အရေးပါတဲ့ဒီရေလဲစားကျဉ်းကျဉ်းလေးကိုသာအီရန်ကပိတ်ပစ်လိုက်တာမျိုးတော့မဟုတ်အနောက်အဆက်ပေးလာတာမျိုးလုံးလာခဲ့မဲ့ဆိုရင်ကမ္ဘာကြီးနေစီကွက်ကိုအကြီးအကျယ်ရိုက်ခက်လာမှာပဲမှာပဲဘလို့ပဲပြောပြတာတွေဟာ sorry အတွက်တော့ တည်င်းကောင်းတွေဟုတ်မနေပါဘူး။ဒါဟာအစ္စရေးအီရန်စစ်ပွဲကနေဆော်ဒီရနေတဲ့အကျိုးအမြတ်တွေအတွက်ပြန်လည်ပေးဆပ်ရမယ့်အန္တရာယ်တွေပဲဖြစ်ပါလိမ့်။ဒါပေမဲ့လည်းအစ္စရေးအနေနဲ့အီရန်ရဲ့စွန့်ရည်တွေကိုသာဒီထက်ပိုပြီးအားနေတော့အောင်လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ဆော်ဒီအတွက်ဒီအန္တရာယ်တွေကိုရှော့ရှာပြင်နိုင်စုံတော့ရှိနေပါလိမ့်။အထူးသဖြင့်ဒီအီရန်ရေပိုင်နဲ့ထေကခမ်းကျွန်းကိုသာအစ္စရေးကဖျက်ဆီးပြင်နိုင်ခဲ့မယ်ဆိုရင်ဆော်ဒီအတွက်လုံးဝလမ်းမထောင်ရှင်းစရာအကျိုးအမြတ်ရှိတစ်ခုဖြစ်လာနိုင်ပါလိမ့်။ ပါရှင်ပင်လေခွေးတွေမှာတည်ရှိနေတဲ့ဒီကျုံးငယ်လေးဟာအီရန်အတွက်တော့ရင်းနဲ့တင်ပို့မှုဌာနချုပ်တခုလိုမျိုးဖြစ်နေတာပါ။အီရန်ရဲ့ရင်းနဲ့တင်ပို့မှု90ရာခိုင်နှုန်းလောက်ဟာဒီကျုံးကိုနေစင်နဲ့အမျှဖြတ်တန်းနေရတာဖြစ်ပြီးအစ္စရေးဒါမှမဟုတ်အနောက်နိုင်ငံတနိုင်ငံကသာတိုက်ခိုက်ဖြက်စီးပစ်ခဲ့မဲ့ဆိုရင်ခါမီနီနဲ့အီရန်တို့အတွက်လုံဝအထိနာတော့စေမှာပါ။ဒီအခြေအနေမျိုးမှာခါမီနီတို့ကအဆုံးအဆုံးထိရောက်တော့ပြီးတော့မှကဘာကြီးတခုလုံးကိုပါဒုက္ခပေးလာနိုင်ကြတော့ရှိပါတယ်။ဒါပေမဲ့အဲ့ဒီလိုအခြေအနေမျိုးကိုသာရှောင်လွှဲနိုင်ခဲ့မဲ့ဆိုရင် sorry UAE ကူဝိတ်နဲ့အစားသောဂျင်နဲ့ဘလူးကြီးတွေအတွက်ဒေါ်လာတွေကဝင်လာမစေးတသေးသေးဖြစ်သွားမှသိကြပါတယ်။ Iran ဟာနိုင်ငံကအတိုင်းအဝိုင်းရဲ့စီးပွားရေးပိတ်ဆို့မှုတွေခံနေရတဲ့ကြာကပဲဂျင်နဲ့တွေကိုကဘာဈေးကွက်ထဲကိုတင်ပို့ပြီးတော့မှဝင်ငွေရှာနိုင်စွန်းရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။အထူးသဖြင့်ဒီတရုတ်ကိုဂျင်နဲ့တွေတင်ပို့ပြီးတော့မှအဓိကဝင်ငွေအရင်းအမြစ်ကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ဒါကြောင့် Iran ရဲ့ဂျင်နဲ့တင်ပို့မှုတွေကိုသာဖြတ်တောက်ပြစ်နိုင်ခဲ့မယ်ဆိုရင် ်ဆော်ဒီလိုနိုင်ငံတွေအတွက်တော့လုံးဝအကျိုးအမြတ်ကြီးမားတဲ့ကိစ္စကြီးတစ်ခုဖြစ်လာမှာပါ။ဒါကြောင့်မဲ့အစ္စရေးရဲ့တိုက်ခိုက်မှုကိုရှုံရှားနေကြပေမဲ့နောက်ပြန်မှာတော့ RS ဆော်ဘော်တွေအင်ချေးစံတွေအနေနဲ့နေတန်ယာဟူးကိုတိတ်ပြီးတော့မှအားပေးနေကြမှာပါ။ဆိုတော့ဒီအခြေအနေတွေကိုအီရန်ဘက်ကဘယ်လိုလက်တုံးပြန်လာနိုင်မလဲဆိုတာကိုတစ်ချက်ကြည့်ကြည့်ရအောင်ပါ။အခုချိန်မှာဆိုရင်ကိုအီရန်ဟာဒီအစ္စရေးရဲ့ဂျေရုဆလင်နဲ့ဒီအပိမျိုးကြီးနှစ်မျိုးကိုမဆိုင်ဒုံပေါင်းယာနေရှိပြစ်ခဲ့ပြီးတော့မှလက်တုံးပြန်နေတာကိုကျွန်တော်တို့တွေမြင်တွေ့နေရပြီဖြစ်ပါတယ်။ H နဲ့ဒီ Telegram စာမျက်နှာတွေမှာတက်လာတဲ့မီဒီယာတွေအများဆိုရင်အီရန်ရဲ့မဆိုင်တုံးတိုက်ခိုက်မှုတွေဟာအကြမ်းစားဖြစ်ပေမဲ့လို့အများစုကတော့အစ္စရေးဘက်ကအောင်မြင်စွာပြစ်ချနိုင်ခဲ့တဲ့အတွက်ထိခိုက်မှုတော့နေပါတယ်။ဒါကြောင့်လည်းနိုင်ငံတကာအသံဝိုင်းကတော့ခါမင်းဒီအနေနဲ့အစ္စရေးကိုဘလောက်အထိလက်တုံးပြန်တိုက်ခိုက်နိုင်မလဲဆိုတာစောင့်ကြည့်နေပါတယ်။အခုမြန်ရသလောက်အခြေအနေတွေကိုတွဲကြည့်မယ်ဆိုရင်လည်းအီရန်အတွက်လက်တုံးပြန်ဖို့ကနည်းလမ်းနှစ်လမ်းပဲရှိနေပါတယ်။ပထမချက်ကတော့ထုံးစံအတိုင်းသူရဲ့လက်အောက်ခံစစ်သွေးကြောအဖွဲ့နဲ့အကြံဖက်သမားတွေကိုအုံချပြီးတော့မှာ အစ္စရေးကိုဒုက္ခပေးလို့ရနိုင်တာပါပဲဒါပေမဲ့ဒီဘက်နေပိုင်းတွေအတွက်မှာအစ္စရေးဟာဒီအတန်ဘက်အဖွဲ့တွေကိုထိထိရောက်ရောက်တိုက်ခိုက်ရှေ့မှုန်းပစ်ထားနိုင်တဲ့အတွက်အီရန်အတွက်အခြားတစ်ခုတွေတော့ညီလန်ဖြစ်တဲ့မက်ဆိုင်းဒုံးတွေကိုသာအားကိုးလာခဲ့ရတာပါအီရန်ရဲ့မက်ဆိုင်းဒုံးအင်အားအရဆိုရင်အချိန်တိုင်းတာတစ်ခုအထိဖြတ်စွန်းအားကြီးမားတဲ့တိုက်ခိုက်မှုတွေကိုလုပ်နိုင်ဆုံးရှိပါတယ်အခြားလက်တွေအရာအီရန်ပိုင်ဆိုင်ထားတဲ့ပေးထိန်မက်ဆိုင်းဒုံးအရေအတွက်ဟာအစင်း၃000ကျော်ဖြစ်တဲ့အတွက်အရေအတွက်ခန်းများများနဲ့ကြီးမားတဲ့တိုက်ခိုက်မှုတွေကိုလုပ်နိုင်ပါတယ် ာကြောင့်လဲအခုချိန်မှာအစ္စရေးရဲ့ရပ်ဖတ်အဆောက်အဦတွေနဲ့ပြည်သူတွေကိုပါအီရန်ကပိတ်ထိမ်မှန်ဆိုင်လုံးတွေနဲ့တိုက်ခိုက်နေနိုင်ပြီးတော့မှအများစုကိုအစ္စရေးရဲ့ဒီလေကစနစ်တွေကပြစ်ရှာနိုင်ခဲ့တာကြောင့်သာအထူးအခိုက်သိမ့်မကြီးမားတာဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဒီအီရန်ဟာဒီတိုက်ခိုက်မှုတွေကိုတင်းမြေကြီးရှင်ရွှေထီးလိုမျိုးလုပ်နေရတာဖြစ်ပါတယ်။ပိတ်ထိမ်မှန်ဆိုင်ဒုံပေါင်းကြီးအစင်း3000ကျော်ရှိတဲ့ဆိုတဲ့အင်အားဟာမနေ့လှပေမဲ့စစ်ပွဲတပွဲကိုအနိုင်ရဖို့အထီးတော့လုံလောက်မှုမရှိပါဘူး။ အထူးသဖြင့်ဒီအစ္စရေးလိုမျိုးကမ္ဘာအကောင်ဆုံးလေကစနစ်တွေကောင်းကောင်းရှိသလိုကမ္ဘာနောက်ဆုံးပေါ်လက်နက်တွေလည်းပိုင်ဆိုင်ထားတဲ့နိုင်ငံတနိုင်ငံနဲ့ရှင်တိုင်းမယ်ဆိုရင်အီရန်အတွက်ကြာလေလေလုံလုံပါလေလေဖြစ်ပြီးတော့မှကိုယ်တည်တန်းကိုတူမိသလိုဖြစ်တော့မှာပါဒါပေမဲ့အီရန်အနေနဲ့အစ္စရေးကံယူတဲ့တခြားကကမ္ဘာဝဒန်းငွေမြေတွေကိုအဓိကပြင်ပထားတိုက်ခိုက်မယ်ဆိုရင်တော့အရှင်တွေကတမျိုးပြောင်းကျင်ရင်ပြောင်းသွားနိုင်ပါတယ်နိုင်ငံတနိုင်ငံရဲ့ဆွေးရင်အရှင်မြေအတွက်အဓိကကြော်ရိုးဖြစ်နေတဲ့နေရာတွေကိုတိုက်ခိုက်ရတာက မလွေကူဘူးဆိုပေမဲ့လို့ ဒီအတိုင်းလူနေရက်ွက်တွေမြို့ကြီးပြည်ကြီးတွေကိုမဆိုင်တုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာထက်ဆိုင်ရင်ဒါကအီရန်အတွက်စွန်းစားရကြိုးနေနိုင်ပါတယ်။အခုဒီစရားကိုပဲမိတ်ဆွေတို့ကြည့်လိုက်ပါ။ဒါက London Stock Exchange ပေါ်ကစွန့်အင်ကုမ္ပဏီကြီးတွေရဲ့ရှယ်ယာနှုန်ထားတွေပဲဖြစ်ပါတယ်။ London မှာအရှေ့ site ထားတဲ့ဒီစွန့်အင်ကုမ္ပဏီတွေရဲ့အဓိကစီးပွားရေးကတော့ Israel ကန်ယိုတန်ကတဘာဝဓာတ်ငွေတွေကိုဈေးကွက်ထင်းမှာတင်ပို့ရောင်းချနေတာပါပဲ။ဒါပေမဲ့လည်းလွန်ခဲ့တဲ့လပိုင်းကစလို့ဒီစွန့်အင်ကုမ္ပဏီတွေရဲ့ရှယ်ယာတင်ပို့တွေက စေလေးရာခိုင်နှုန်းလောက်အထိကြာဆင်းတော့ခဲ့ပြီးတော့မှအစ္စရေးကအီရန်ကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့နောက်ထပ်9ရာခိုင်နှုန်းတော့မှထပ်ကြတော့ခဲ့ပါတယ်။ဒါကြောင့်လဲအစ္စရေးကအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုစီမံကိန်းတွေကိုလုံးဝရပ်တန့်တော်လူနီပါဖြစ်အောင်တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ဒီမက်ဆိုင်းနှုန်းစနစ်တွေမက်ဆိုင်းနှုန်းအခြေစားစခန်းတွေကိုပါထပ်ပြီးပြင်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။အီရန်ရဲ့မက်ဆိုင်းနှုန်းတွေကိုသာမဖျက်ဆီးနိုင်ဘူးဆိုရင်ရေရှည်မှာအစ္စရေးရဲ့တဘာဝတိုင်းငွေမြေတွေပါအန္တရာယ်ကြီးမားလာနိုင်တဲ့အတွက်ပါ။ ိုတော့ Israel Iran စစ်ပွဲကို American ကဘလို့သဘောထားမျိုးရှိနေမလဲဘလို့ပုံဝင်ပတ်သက်လာနိုင်တယ်လဲဆိုတာကိုလည်းကျွန်တော်တို့တွေကြည့်ရပါမယ်ကျွန်တော်စောစောကပြောခဲ့သလိုပဲ Netanyahu က American နဲ့ Iran တို့နျူကလ িয়ার သဘောတူညီမှုအတွက်ဆွေးနွေးမှုတွေလုပ်နေတာကိုသိကြီးမလို့လားပါဘူးဘာကြောင့်လဲဆိုတော့ Khamenei လိုလူမျိုးရဲ့ဂတိစကားတွေကိုမယုံကြည်တာကြောင့်ဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ Netanyahu က trend ကိုလည်းမယုံပါဘူးအခုတက်ကြည့်တော့ Israel နဲ့ American တို့ရဲ့ဆက်ဆံရေးဟာအရင်လိုပဲတင်းကြီးခိုင်မြဲနေတယ်ဆိုပေမဲ့လို့ ထရိုင်နဲ့နေတန်ယာဟူတို့ကတော့တယောက်နဲ့တယောက်သတိထားဆက်ဆက်နေရတာကိုတွေ့ရမှာပါဒီကြားထဲမှာအစ္စရေးနဲ့ဟာမတ်စ်တို့ကြားမှာဆွေးနွေးပွဲတွေဖြစ်လာပြီးအကျဉ်းသားတွေဖလှယ်တာမျိုးယာယီအပြစ်ခတ်ရစေးတာမျိုးရှိခဲ့ပေမဲ့ကြာကြာမခင်ခဲ့ပဲဟာမတ်စ်တွေဘက်ကဂတိဖောက်တဲ့အတွက်နေတန်ယာဟူဟာလည်းဂါဇာမှာစစ်ဆင်ရေးတွေပြန်ဆခဲ့ပါတယ်ဒါကြောင့်လည်းလက်ရှိအချိန်မှာအီရန်နဲ့ဆွေးနွေးမှုတွေကိုနေတန်ယာဟူဘက်ကအယုံအကြည်မရှိတာနဲ့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပြီးတော့ထရိုင်ဟာအင်ဖြူတော်မှာရုံးထိုင်ပြီးတော့နောက်ပိုင်းမှာ sorry UAE နဲ့ Qatar နိုင်ငံတွေကိုတွားရောက်ခဲ့ပေးမယ်လေ အခုချိန်ထိအစ္စရေးမျိုးကိုရောင်လို့တော့မှမနေသေးတာပါလေတမျိုးထူးဆန်းနေသေးတာပါပြီးတော့မှ Trump ဘက်ကတန်တမန်နီးနဲ့ပဲဖြစ်ရှင်းသွားမယ်လို့အချိန်ချင်းပြောနေတာတော့မှဣသရေလကအီရန်ရဲ့နျူကလ িয়ার လက်နက်စီမံကိန်းတွေကိုအလေးအငိုက်ဖန်ဝင်ရောက်တိုက်ခိုက်ရှင်ဖုံးတော့တာကိုလည်းထရန့်ဘက်ကတော့နည်းနည်းလေးအင်အားသင်းနေလိမ့်မယ်လို့ထင်ပါတယ်။ထရန့်ရဲ့ဒီအထူးသံတမန်အဖွဲ့နဲ့အီရန်ကကိုယ်စားလှယ်တွေတနင်္ဂနွေနေ့မှာနောက်ထပ်ဆွေးနွေးပွဲတစ်ခုလုပ်တော့မယ့်အချိန်ပါပဲ။ဣသရေလကဝင်တိုက်ခဲ့တဲ့အတွက်အဲ့ဒီဆွေးနွေးပွဲလည်းပြတ်ပြတ်သွားခဲ့ပါပဲ။ဒါကြောင့်ဣသရေလအပေါ်မှာထရန့်အနေနဲ့ လက်ရှိအချိန်မှာဘလို့သဘောထားမျိုးရှိနေမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒါပေမဲ့လည်း train နဲ့နေတန်ရာဟူတို့ဟာလူမြင်ကွင်းမှာသာခက်တင်တဲ့နေပြားနေပြီးတော့မှနောက်ကမှတော့သူတို့နှစ်ယောက်ဟာတကြိတ်တည်းတညံတည်းလာလို့တွေးစရာတော့ရှိနေပါတယ်။ Israel ကို Iran ကလက်တုံးပြန်တော့လေ။ Iran ဘက်ကပြစ်ခတ်လိုက်တဲ့မဆိုင်လုံးအရှုပ်ကို American ကကူညီပြစ်ရှာပေးခဲ့တာကိုပဲကြည့်ပါ။ဒါကြောင့်ဒီအရေးမှာ American ကဒီထက်ပိုပြီးထိထွေးဝင်ဝင်ပါဝင်ပတ်သက်လာမယ်ဆိုရင် Israel Iran စစ်ပွဲကအခြေအနေတွေတမျိုးပြောင်းပြီးတော့မှ ဒီထက်ပိုမိုကြီးမားသွားနိုင်တယ်လို့မြန်မြန်ဆန်ဆန်နဲ့လည်းအဆုံးသတ်သွားနိုင်ပါတယ်။မိတ်ဆွေတို့ကပါလည်းရှိအခင်ကျင်းတွေအပေါ်မှာဘလို့မြင်ပါတယ်လေ။ Israel Iran စစ်ပွဲဟာဘလောက်အထိသွားနိုင်မလဲ။ဘလို့အကျိုးတက်ရောက်မှုတွေဖြစ်လာနိုင်မလဲလို့ထင်ပါတယ်လေ။ comment မှာရှာရေးပေးတော့ကြပါဦး။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲ။ဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းခုလိုမျိုးကြောင်းရည်ကိုအမြင်နဲ့တင်ဆက်ပေးနေအောင်ပါမို့ဆောင်းမြောက်ကြည့်ရှုကြပါအောင်ခင်ဗျာ။နောက်ထပ်တစ်ပုတ်မှာပြန်တွေ့ကြရအောင်ပါ။အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။ လူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောက်လမ်းမှာဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 9261925နဲ့39965539လေးလေးတူနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။